ခုကတော့ကျွန်တော်အရှက်ဖလာခြေစုပ်ပွဲဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဥက္ကဋ္ဌလည်းတစ်ချက်မှာလာရောခြေစုပ်ပွဲအောင်ကျင်နေပြီးတော့ဟိုဒါဝက်ကတ်ဝက်ကတ်ဝင်မှုအတွက်ခြေခြေတလန်းပဲပေါ့ကျွန်တော်ခြေတလန်းဖြစ်တဲ့အတွက်အပလုံးညီပြရရောကျွန်တော်ကစားသမားတွေရောအဓိကတော့ဟိုစူစီနဲ့အခုသေချာလေးအောင်ဆိုင်ပြီးတော့စူးစမ်းနေကြပါပါကစ္စတန်ကစားတော့ဝင်လုံးပြဖန်နော်။နောက်ယူလဲလာကြည့်ရမြင်ရတယ်ပေါ့နော်။သူကဘွဲတော်မီဒီအပြင်မှာရှိနေလို့ရှိရစားဒီတိုင်းပေါ့နော်။နောက်ယူအမျိုးသေးအသင်းကိုလဲအဲ အကွင်းလုံးပြင်းမဟုတ်ရင်တော့နော်ရီတို့လည်းမလာအားပေးစီခြင်းနဲ့ပေါ့နော်နော်ရီတို့အားဖို့ရှိရပါလားပဲဟုတ်ဒီနေ့ကတော့အတင်းအတက်ပေါ့နော်အကောင်လုံးကအိုင်ဆိုင်ပြလုံနေပေါ့နော်ဒါပေမဲ့နော်ရီကတော့မပူပေါင်းရသေးဘူးနော်ရီဒီပတ်လာမယ်တလင်းလာနေပူပေါင်းမယ်ပေါ့နော်အခုကျွန်တော်အခုကန့်ဝင်လာဆိုတာတလားတလားပြည့်ပါပေါ့တလားကျော်ပါပေါ့အခုဟိုကျွန်တော်အနေနဲ့ဆိုလဲ ဒီခြေစွဲကစားဖို့လက်ရှိအနေထားရအသင်းအနေနဲ့ရောကျွန်တော်အနေနဲ့ရောဟိုအဆင်သင့်ဖြစ်ဖြစ်တဲ့လောက်ဖြစ်နေပြီပေါ့ရှစ်ဆယ်ရာခိုင်နှုန်းလောက်အဆင်သင့်ဖြစ်နေပြီပေါ့အခုကျွန်တော်လူကစားသမားတွေလည်းစုံသင်းလောက်စုံနေပြီပေါ့ကျွန်တော် UNICEF player တွေပဲထက်ကြံတော့ပဲနော်အဲ UNICEF player တွေကအဲကစားသမားတွေပြန်ရအောင်ကျွန်တော်ထပ်ပြီးတော့အကောင်းဆုံးစုစည်းနဲ့ခြေစွဲကိုနာကစားတော့မှာပါဟုတ်ကဲ့စိတ်ရပိုင်းတော့ကျွန်တော်အကောင်းဆုံးဖြစ်နေပါလူလဲလူစုံတက်စုံနေကျွန်တော်တို့အကောင်းလုံးအခုဒီတစ်ခါပို့ပြီးတော့အချိန်ကြီးပြတော့ကျွန်တော်တို့အချိန်ပို့ရတယ်လို့ပြောလို့ရတယ်ဟုတ်ဒီတစ်ခါတော့ကျွန်တော်ဟိုပါပေါ့ အဲ့တော့တော့ဟောပေါ့အိုလံပစ်ပေါ့အခုကတော့ကျွန်တော်အရှာဖလန်ခြေစပွဲဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဥက္ကဋ္ဌလည်းတစ်ချက်မှာလာရောခြေစပွဲအောင်ကျင်နေပြီးတော့ဟိုဒါဝက်ကတ်ဝက်ကတ်ဝင်မှုအတွက်ခြေခြေတလန်းပဲပေါ့ကျွန်တော်ခြေတလန်းဖြစ်တဲ့အတွက်အကုန်လုံးကြီးပြားရောကျွန်တော်ကစားသမားတွေရောအဓိကတော့ဟိုစူးစီးနေအခုသေချာလေးအောင်ဆိုင်ပြီးတော့ကြိုးစားနေကြပါဒီကတော့ဥက္ကဋ္ဌလာခြင်းအပြင်ဟိုနော်လူကြီးဆိုတော့နော်ရီတို့အားရှိရပါတော့ဒီတိုင်းနော်ရီတို့ကိုရင်းဆိုင်ပေးရဲ့နော်ရီအားပေးစကားပြောပြရင်အားရှိပါတယ် ဥက္ကရာတော့သူအများအားစပုတ်ပေးရပေါ့စပုတ်ပေးရသူဟိုတလောက်သူတခါနှခါတော့ကန့်ဝင်တော့အများအားသူကျွန်တော်တို့အများအားလာလာပြီးတော့နေမဘူးတွေပါလဲပေးရကျွန်တော်တို့စပုတ်ပေးရပေါ့အများအားသူဒီမှာပြင်ဆင်နေတဲ့အပိုင်းတွေမှာလိုတဲ့ရှိရင်အများအားပြောလို့တော့ပြောပေါ့တတိကတော့သူကတော့ဒီအာဆီယံမှာဆိုလဲသူကဟိုရွှေရွှေရခြင်းနဲ့ပြီးတော့ဒီဝေါကတ်ဆိုလဲသူကျွန်တော်တို့ဝင်စေခြင်းနဲ့ပေါ့အဲ့ဒါညီတို့ကစားတဲ့ခက်မှာညီတို့ညီတို့တမညီတို့ရေးပေါ့သူကတော့အမြဲတမ်းဟိုအာ အဘဘအဘေးဘဒူဖြစ်စီချင်တာဟုတ်ပွဲကဒီလ29ပေါ့ဒီလ29ပြီးရော2ရက်29ရက်နေစပါမှာ29ရက်2ရက်5ရက်ပေါ့သုံးပွဲဟုတ်အဲ့ဟောနိုင်ရောယောက်ျားလေးကြီးတယ်ပေါ့နော်လေရွေးစင်ဟောပါပါကစ္စတန်ကကစားတော့ပင်လုံးပြဖယ်နော်နောက်ယူလဲလာကြည့်ရမြင်ရတယ်ပေါ့နော်သူကဘွဲတော်မီးသေးအပြင်မှာရှိနေလူတွေရှိရစားဒီတိုင်းပါနော်နောက်ယူအမျိုးသေးအသင်းကိုလဲအဲ ကွင်းလုံးပြင်းမို့ရင်တော့နော်ရီတို့လည်းမလာအားပေးစီခြင်းနဲ့ပေါ့နော်နော်ရီတို့အားပိုရှိရပေါ့လာပဲဟုတ်ဖိတ်ခေါ်ပါရဲ့နော်ဘောဘောပြည်သူတွေကတော့ကျွန်တော်တို့ဟိုဘောဟိုကျွန်တော်ခုတော်ပြန်ခဲ့တဲ့ဒီဘောဘွဲဆိုရင်သူတို့အင်ရှင်သူတို့ရေမြင်ပါကွင်းလုံးပြင်းသူတို့ပြည်သက်သူတို့လာအားပေးရတယ်တကယ်အားရဖို့ကောင်းတယ်ပေါ့ကျွန်တော်တို့လည်းဟိုတော်တော်လေးနှောက်ရှက်ဖြစ်ရတယ်ပေါ့အဲအဲ့လိုပဲဟိုကျွန်တော်တို့နိုင်ငံပြည်သက်နေနေလဲပေါ့ဟိုဒီဟိုကျွန်တော်တို့ အိမ်ကွင်းကျွန်တော်ရေဒီရေမြေကွင်းမှာလာပြီးတော့ကျွန်တော်တို့အားပေးပေါ့ဒီမှာအားမှာကျွန်တော်လည်းအားရှိမယ်အဲတဖက်ပြည်သက်တဖက်ကစားသမားတွေလည်းကျွန်တော်တို့လို feeling မျိုးသူတို့ကိုလည်းဟိုခံစားသိနေတယ်ဟောပြတင်းမှာဟိုကျွန်တော်တို့ကခံစားဘူးယူသွားပြတင်းမှာသူများအိမ်ကွင်းမှာတွားရေးကစားသူများပြည်သက်တွေအများကြီးနဲ့ကွင်းလုံးပြည့်အဲ့အဲ့လို feeling မျိုးကျွန်တော်ခံစားခဲ့ယူပါတယ်ပေါ့တော်တော်လေးလည်းဟိုဖိအားများရယ်ပေါ့အဲ့အဲ့လိုမျိုးဟိုကျွန်တော်တို့ opponent တင်းတွေကိုလည်းဒါအားရလာချစ်သူပဲဖြစ်တဲ့အတွက် ကျွန်တော်တို့မြူသားတင်းကိုအားပေးလို့ပဲမြူသားတင်းကိုလည်းဒီအိမ်အိမ်ခွေးမှာလာပြီးတော့အားပေးကြဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးပေါ့အကောင်းဆုံးပြည့်တဲ့တွေအများကြီးလာတယ်ဆိုတော့ဟုတ်အားရှိရပါဒီတဲ့ဟိုအားဟုတ်ဒီတဲ့ဟိုအားရှိပြီးတော့ဒီတဲ့ဟိုအားထုတ်ပြီးတော့ဟိုစူးစမ်းကြတာလုံးပါ